အားလုံးမင်္ဂလာပါရှင်။ MBN သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ15ရက်နေ့လည်ခင်းတင်ရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။အထူးခြားဆုံးနေ့လည်ခင်းသတင်းတွေတဲ့နေပြည်တော်နားကစစ်စခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တဲ့ PLA သတင်း၊စစ်ရေးတင်းမာမှုမြင့်တက်လာနေတဲ့စစ်ကော်မရှင်နဲ့ MND သတင်းတော်လိုင်းတက်တွေဆက်ထိန်ထားဖို့ပြင်နေတဲ့မိုးကုံမြို့မှာပါရီဆက်ဖြစ်နေလဲဆိုတဲ့သတင်း ပါတီဆိုင်ဘုတ်တွေဖြတ်စည်းတဲ့ရန်ကုန်ကလူလေးဦးကိုရွေးကောက်ပွဲနောက်ရှံမှုနဲ့ဖန်စီတဲ့တရင်ရွှေတကုံကိုအကြီးတန်စီသူမွေးရစီရောင်းချသူတွေကိုမရှင်းတဲ့စစ်ကော်မရှင်ရဲ့တရင်ပောက်ထိုးလဲပြီးပွဲဥထွက်မှာအဆက်ကွဲခဲ့ရတဲ့ဝက်ရှာလုံးလူဆက်ယုံဆိုတဲ့အဲ့လိုနှိလေကင်းထေရရှိထားတဲ့အထူးကြဆုံးတရင်တွေကိုတင်ဆက်ပေးထားပါတယ်ရှင် ပြည်တွင်းသတင်းတွေကိုအရင်ဆုံးရှုစားနာဆင်ရမှာဖြစ်ပါတယ်။နေပြည်တော်နားကစစ်စကန်ကို ဝင်တိုက်နိုင်ခဲ့တဲ့ PLA ကြောင်းနဲ့စားလိုက်ချင်ပါတယ်ရှင်။အာနာဒိုင်းစစ်တပ်ရုံးဆိုင်ရာဖြစ်ပြီးတော်လင်းတပ်တွေရဲ့အမြင့်ဆုံးပြစ်မှတ်ဖြစ်တဲ့နေပြည်တော်နားကလုံချုံကြီးကင်စကန်တခုကို PLA တပ်တွေကဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ စိတ်ကောင်ရှင်တက်ကနှစ်နှစ်ခန့်ကြာတက်ဆွဲထားတဲ့နေပြီးတော့ဥတ္တရတေရီမြို့နယ်အမြန်လန်းသားကလုံချုံရင်ကင်းစကန်တခုကိုနှစ်ရက်ဆက်ဝင်းရောက်တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့တာလို့သိရပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းဖြစ်တဲ့နိုဝင်ဘာ12ရက်မှာဝင်တိုက်ပြီး73ရက်မှာဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ပြီးသူလွတ်မြောက်ရေးတပ်မတော် PLA ကအောက်တိုဘာ14ရက်မနေ့ကရက်စွဲနဲ့ထုတ်ပြန်လာတာဖြစ်ပါတယ် ဲ့ဒီစကန်ကထွက်တဲ့စစ်ကြောင်းနဲ့ရမဲတင်းနေပြီးတော့ကောင်စီနေမြေတဲရှိမြို့နယ်တွေဘက်ကလာတဲ့စစ်ကြောင်းတွေပေါင်ပြီးအနည်းတဝိုက်နေမြေစုံမွေစစ်ကြောင်းထုံးနေချိန်မှာ PLA ကစကန်နဲ့ဝန်တိုက်ခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ PLA ကနိုဝင်ဘာ12ရက်နေ့ကဝင်ရောက်စီးနှင်းချိန်မှာစကန်နယ်ကလက်ကျန်စစ်ကောင်ရှင်တပ်သားတွေထွက်ပြေးသွားပြီးစကန်တွင်ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ် ။နောက်တရံနိုဝင်ဘာ23ရက်မှာတော့ PLA ကစက္ကန့်အတွင်းဝင်ရောက်ရှင်းလင်းခဲ့ပြီးစီစံငွေသားနဲ့စေတုံးဆောင်တချို့တင်းစီရမိခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီစက္ကန့်တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးစစ်ကော်မရှင်ဘက်ကတစုံတရာထုတ်ပြန်တာမရှိသေးဘဲနေပြည်တော်စံခိုင်ရေးပါတီဥက္ကဋ္ဌဘူလက်လဆွေကတော့ဒီသတင်းကိုညှင်းဆို့ထားပါတယ်။ ဒါပေမဲ့ PLA ထုတ်ပြန်ချက်ထဲမှာတော့တိုက်ယူခဲ့တဲ့စကန်တွေကတပ်ပုံတွေအပြင်စစ်တပ်ရဲ့ရန်ကုန်မန္တလေးအမြန်လန်းလုံခြုံရေးစကန်တွေလက်နက်တပ်ချုပ်မှုမှတ်တမ်းတင်စာအုပ်တွေကိုပါဖော်ပြထားတာတွေ့ရပါတယ်။ဒုတိယသတင်းကတော့စီးတင်းမာမှုမြင့်တက်လာနေတဲ့စစ်ကော်မရှင်နဲ့ MND အကြောင်းဖြစ်ပါတယ်။ရှမ်းပင်မြောက်ပိုင်းလာရှိုးမြို့နယ်အနီးတစ်ဝိုက်မှာစစ်ကော်မရှင်တပ်နဲ့ MND တို့ကြားစီးတင်းမာမှုမြင့်တက်လာနေလို့သတင်းရရှိပါရတယ်။ ပြီးခဲ့တဲ့ဧပြီလ22ရက်ကကိုကန်တက် MNDA တို့တိုက်ခိုက်သိမ်းပိုက်ခဲ့ပေမဲ့တရုတ်ကြောင့်ပြန်ပြီးခဲ့ရတဲ့လားရှိုးမျိုးနဲ့အနည်းတဝိုင်းမှာဆက်လက်တက်ဆွဲထားတာကိုစစ်ကော်မရှင်ဘက်ကစုတ်ခွာခိုင်းနေတဲ့အတွက်အခုလိုဖြစ်လာတာလို့စေရေးသတင်းရင်းမြစ်တွေကပြောပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးနှစ်ဖွဲ့ကြားတွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်နေပေမယ့်စစ်တပ်ဘက်ကကိုကန်တက်ကိုအခုထက်ဆုတ်ခွာဖို့ဖိအားပေးနေတဲ့အတွက်အဆင်မပြေဖြစ်နေရတယ်လို့အဲ့ဒီအကြောင်းသိရှိထားသူတွေကပြောပါတယ်။လက်ရှိလာရှိုးမျိုးပေါ်မှာဒါစစ်တပ်ကတက်ဆွဲထားနိုင်ပြီးကျေးရွာတွေဘက်မှာကိုကန်တက်တွေပတ်ပတ်လည်ရှိနေတဲ့အခြေအနေမှရှိနေတယ်လို့ဆိုကြပါတယ်။ ကြပြင်တရုတ်ဘက်ကဝင်လာတဲ့ကုန်ကားတွေကိုစစ်တပ်ကပြန်လည်ခိုင်းတယ်လို့လာရှိုးတီဘောကြားမှာရှိတဲ့ဒုတာဝတီမိကူးတရားကိုလည်းနှစ်ဖက်စလုံးကနိုဝင်ဘာ14ရက်မနက်6နာရီကစတင်ပိတ်လိုက်ပြီလို့ဒေတာကန်တွေကပြောပါတယ်ဒါကြောင့်ကုန်ကားတွေနဲ့အတူအင်စီကားတွေနဲ့ရင်းတွေအလုံးပိတ်မိနေရလို့ဆိုကြပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာ18ရက်နေ့ကတီဘောမြို့ကို တန်းတက် DNL လက်ထက်ကတန်တက်ယူနိုင်ခဲ့တယ်လို့စစ်ကော်မရှင်ဘက်ကကြေညာထားပေမဲ့လားလျှော့နဲ့တီဘောကိုဆက်သွယ်ထားတယ်။အကြီးကတီဘောတရားကိုမသိမ့်နိုင်သေးဘူးလို့ဒေတာကန်တွေကပြောပါတယ်။အဲ့ဒီတရားကိုစစ်တပ်ကကုန်ကားတွေဖြတ်တန်းခွင့်ပိတ်လို့ကိုကန်တက်ဘက်ကပိတ်လိုက်တာလို့ဒေတာကန်တွေကဆိုနေကြပေမဲ့စစ်တပ်လော်ဘီတွေဘက်ကတော့ MNDA တပ်တွေတပ်အပြောင်းအရွှေ့တိတိကျကျပြုတ်လုပ်ချင်လို့ပိတ်တာလို့ဝါရဖြတ်နေကြပါတယ်။ ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးနေပါတယ်ရှင်။တော်လင်းတက်တွေစက်တိုင်းနာဖို့ပြင်နေတယ်။မိုးကုတ်မြို့မှာဘာရင်ဆက်ဖြစ်နေလဲဆိုတာကိုပြောပြပေးပါမယ်ရှင်။တန်းတက် TNL နဲ့ PDF တက်တွေပူးပေါင်းသိမ့်ပိုက်ထိန်းချုပ်ခဲ့တဲ့မန္တလေးတိုင်းမိုးကုတ်မြို့ကိုတန်းတက်ကစစ်ကော်မရှင်စီပြီးခဲ့တဲ့အော်တိုဘာနောက်ပိုင်းမှာပြန်လည်လုပ်ဖို့ TNL ကသဘောတူညီခဲ့ပါတယ်။ ဒါပေမဲ့မြို့သိမ်းတပ်ပွဲမှာပါဝင်ခဲ့တဲ့ဒေသအခြေဆိုင် PDF တပ်ဖွဲ့တွေနဲ့အတူပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးတို့ကပြန်မပေးပဲမြို့ကိုဆက်ထိန်မှုလှုပ်ဆောင်နေကြပါတယ်။ဒီပေါ်မြို့ရင်းရှိဒေသခံတွေကြားသဘောထားကွဲလွဲမှုတွေရှိနေခဲ့ပြီးကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ပင်းလူရတင်းဆောင်ကြဖို့စောင်းနေတဲ့အတွက်ဒေသခံတွေပြောင်းရွှေ့နေကြပြီလို့သိရပါတယ်။ မိုးကုတ်မြို့ကန်တွေဟာအနည်းငယ်ကမန္တလေးနဲ့ရှမ်းပင်မြောက်ပိုင်းတောင်ပိုင်းဘက်ကမြို့တွေစီ တိမ်းရှောင်နေကြတာမှာကားကစင်းုံနဲ့မြင့်တက်မှုကိုရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။နေရွှန့်ခွာသူတွေများလာတာကြောင့်ရင်စည်းကတအုပ်ကိုချက်6သိန်းကနေ7သိန်းချက်ထိမြင့်တက်လာတယ်လို့မိုးကုတ်ဒေသခံတအုပ်ကပြောပါတယ်။ဒေတာကန်တွေကတိုက်ပွဲတွေပြန်ဖြစ်လာပြီးပုံကျဲတိုက်ခိုက်ခံရမှုတွေပြန်လည်မြင့်တက်လာမှာကိုစိုးရိမ်နေကြတဲ့အတွက်အခုလိုပြောင်းရွှေ့နေကြတယ်လို့သူကဆိုပါတယ် တစ်တုံညာနှစ်ခွန်စစ်စင်ရအတွင်တင်းပိုင်နိုင်ခဲ့တဲ့မိုးကုံနဲ့မိုးမိတ်မြို့တို့ကို TNL နဲ့စစ်ကုံရှင်ကိုယ်စားလှယ်အဖွဲ့တွေကြားတရုတ်နိုင်ငံမှာအော်တိုဘာလကုံပိုင်းကကိုးချိန်မြောက်တွဲဆောင်စနစ်ခဲ့ပြီးနောက်ပြန်လွှဲပေးဖို့အပအဝင်အပြစ်ခံရက်စရီအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တယ်လို့ TNL ကအော်တိုဘာ29ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုထုတ်ပြန်ပြီးမကြာခင်မှာပဲ MT1 PDN နဲ့မိုးကုတ်ဖြူဟာ မောဂုံမြို့နယ်ပကဖပြင်ဦးလီမြို့နယ်ပကဖတို့ကထင်းကျုံနယ်မြေတွေကောက်ွယ်ဖို့မိဘတော်လင်းရာစုရင်းနဲ့လက်တွဲပြီးအစွမ်းကုန်လှုံ့ဆောင်မယ်လို့ကြေညာခဲ့ပါတယ်။ဆက်လက်ပြီးပါတီဆိုင်ဘုတ်တွေဖြတ်စည်းတဲ့ရန်ကုန်ကလူလေးဦးရွေးကောက်ပွဲနောက်ရှံမှုနဲ့ဖန်ဆီခံရတဲ့တဲ့င်းကိုတင်ဆက်ပေးကြပါရစေ။ ရန်ကုန်မြို့တင်ရန်ကျော့မြို့နယ်အတွင်းအတူရောင်ရေးကောက်ပွဲအတွက်နိုင်ငံရေးပါတီတချို့ကစိုက်ထူထားတဲ့ဆိုင်းဘုတ်တွေကိုဖျက်ဆီးရဆိုပြီးတော့အမျိုးသားလေးကိုဖမ်းဆီးထိန်သိမ်းလိုက်တယ်လို့စစ်ကော်မရှင်ကမနေ့ကထုတ်ပြန်ပါတယ်။အတူရောင်ရေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ပြိုင်ကြမယ်။စံခိုင်ရင်ပြည်သူ့ရှေ့ဆောင်နဲ့ပြည်သူ့ပါတီတို့ရဲ့မဲဆွယ်ဆိုင်းဘုတ်တွေဖျက်ဆီးခံခဲ့ရတာလို့ဆိုပါတယ်။ မနေ့ကမနေ့အစောပိုင်းမှာစစ်ကောင်ပြင်လောက်ကတင်ငန်းချုပ်ရဲတပ်ဖွဲ့ဝင်တွေကင်းလက်နေခဲ့ချိန်လေတော့ကန်ရက်ွက်အတွင်းစိုက်ထူထားတဲ့စန့်ခိုင်ရေးပါတီဆိုင်ဘုံ ိုကန်ညွန့်နဲ့သူမင်္ဂလာရက်ကွက်တို့မှာရှိတဲ့ပီတူပါတီဆိုင်ပုံနှစ်ခုနဲ့သူမင်္ဂလာရက်ကွက်ကပီတူရှိဆောင်ပါတီရဲ့ဆိုင်ပုံတစ်ခုကိုဖျက်ဆီးခဲ့တာလို့သိရပါတယ်။အဲ့လိုကျူးလွန်သူတွေဆိုပြီးဘိုကန်ညွန့်ရက်ကွက်မှာနေကြတဲ့အသက်20အရွယ်လေးဖြစ်ကြတဲ့ရွှေလင်းဦးနဲ့ခိုင်မင်းကိုတို့ကိုချက်ချင်းဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီနောက်ရန်အောင်ရက်ကွက်အတွင်နေထိုင်သူအသက်16နှစ်အရွယ်စွမ်းထက်အောင်နဲ့အသက်28နှစ်အရွယ်ချင်းလင်းကိုတို့ကိုဖမ်းဆီးတင်သိမ်းခဲ့တယ်လို့စစ်ကောင်ရှင်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လူငယ်လေးဦးကိုတင်ငန်းချုပ်မြို့မှာရဲစခန်းကပ239မြင်းဆောင်2025ရွေးကောက်ပွဲနောက်ဆက်ဟန်တာဖျက်ဆီးခြင်းမှာအကာအကွယ်ပေးရေးဥပဒေပုံမှာ24ကကြီးနဲ့အမှုဖွင့်ပြီးထိရောက်တဲ့ပြစ်ဒဏ်ပေးမယ်လို့စစ်ကောင်ရှင်ကဆိုထားပါတယ်။ စစ်ကော်မရှင်ကအဲ့ဒီဥပဒေနဲ့ပြည်သူတွေကိုဖိနှိပ်ချိန်ချောင်နေပြီးရွေးကောက်ပွဲအပေါ်ဝေဖန်သူတွေကို အပြက်နိုင်နေမို့ပြည်ထရေးဝန်ကြီးတူဘိုချုပ်ကြီးထွန်းထွန်းအောင်ကအမိန့်ပေးထားပါတယ်။အဲ့ဒီဥပဒေပြတဲ့မီနောက်ဇူလိုင်လနောက်ပိုင်းကနေအော်တိုပါလနောက်ပိုင်းအထိလူ88ဦးကိုဖမ်းဆီးအရေးယူထားတယ်လို့ထုတ်ပြန်ထားပြီးအခု၄ဦးကိုပါထပ်မံဖမ်းဆီးလိုက်တဲ့အတွက်69ဦးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။ ပြည်တွင်းကနောက်ဆုံးသတင်းတွေနဲ့ရှေ့တကုံကိုအကြီးတန်းစီသူမူရစေရောင်းသူတွေကိုမရှိတဲ့စစ်ကွန်ဖရင်ဆောင်ကိုပြောပြချင်ပါတယ်။လူမျိုးဘာသာတာသနာကိုဖြစ်နေတဲ့မင်းအောင်လိုင်းလက်ထက်မှာမြမကုံဆောင်ရှေ့တကုံစီဒီကိုအကြီးတန်းစီတဲ့မူရစေဝါရောင်းဝယ်ဖောက်ကားနေသူတွေကိုမဖမ်းမဲလက်ပိုက်ကြည့်နေလို့သတင်းရရှိပါတယ်။ ရှမ်းကုန်မြို့ဗဟန်းမြို့နယ်ရှေတကုံဖျားအရှိတ်ဘတ်မှုဗဟန်းစီအနီးကျေးတွန်းဖျားဝင်းစင်မှာ WY စိတ်ကြွမှုရဲ့ဈေးပြအရောင်းချသူ15ဥလောက်ရှိနေတာကြာမြင့်နေပြီဖြစ်ပေမဲ့အခုအချိန်ထိလုံးဝပပျောက်အောင်မလုပ်ဘူးလို့ဒေတာတွင်မျိုးတော်လိုင်းဆမ်မင်နာဗဟန်း information ကဆိုပါတယ်အခုဒီရောင်းစားဝယ်ကြတော့တခိုးတွေလည်းခိုးနေတော့မယ်လို့ဘန်အင်ဖော်မေးရှင်းရဲ့တာဝန်ရှိသူတအုပ်က MBA ကိုပြောပါတယ် ငွေရစင်းရောင်းနေသူတွေကိုစေအုပ်စုကမဖမ်းပေမဲ့အော်တိုဘာ29ရက်ည7:00နာရီခန့်မှာပဟန်းစေအနေညားနေတဲ့အိမ်ချိန်မဲ့တွေကိုတော့စစ်တပ်ကပေါ်တာဆွဲထားတယ်လို့ဆိုပါတယ်ညာပကြီးစစ်ကားနဲ့လာပြီးဗဟန်းစင်နာလမ်းဘေးအိတ်နေသူတွေကို ပေါ်တာဆွဲထားတယ်လို့သူကပြောပါတယ် မွေးရစေရောင်းသူတွေဟာဗဟန်းမြို့နယ်ရေတာရှည်ရက်ကွက်နယ်ရွှေနန္ဒာရက်ကွက်မှာနေထိုင်သူတချို့နဲ့လမ်းမအိမ်ယာမဲ့တွေဖြစ်တယ်လို့သိရပါတယ်။အဲဒီမှာ WY ဆေးပြတပြားကိုစက်တထောင်ဝင်းကျင်နဲ့ရောင်းချနေပြီးအဲဒီနောက်ဆက်တွဲအဖြစ်ဗဟန်းစေးအနီးရှိဘုံကြီးကျောင်းတီလာရှင်ကျောင်းနဲ့ဗဟန်းစေးတဲ့ရှိဆိုင်တွေကိုဖောက်ထင်းခွေမှုတွေနေတိုင်းလိုဖြစ်နေတယ်လို့သိရပါတယ်။ ပဟန်မြို့နယ်ဝင်းကဘာလမ်းမှာနေထိုင်သူတအူးကရှေရကုံဖျားအနီးမွေးရစေရောင်းဝယ်နေမှုကိုမီဒီယာတွေရဲ့ဖော်ပြချက်ကြောင့်နှိမ်နင်းမှုတွေပြုလုပ်မယ်လို့ထင်ထားပေမဲ့ပဟန်ရဲတွေကအရေးမလုပ်ဘူးလို့ပြောပါတယ်နောက်ဆုံးပြပါတဲ့နေနဲ့ပေါက်ထိုးလေပြီးပွဲဥထွက်မှာအဆက်ကွဲခဲ့ရတဲ့ဘတ်ရှာလို့လူဆက်ရုပ်အကြောင်းပြပြရင်ကျမရဲ့နေ့လည်ခင်းသတင်းတင်ဆက်မှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါစေရှင်။ ရုရှားမှာအများမျှော်လင့်တကြီးစောင့်ကြည့်ခဲ့ရတဲ့ AI နည်းပညာသုံးလူပုံစံတူစက်ရုပ်ကိုပထမအောင်ဆုံးပွဲထုတ်မိတ်ဆက်ခဲ့ရမှာမောက်ထိုးလဲချပြီးအဆက်တကွဲဖြစ်ခဲ့ရပါတယ်။အိုင်ဒေါ်လိုအမိရတဲ့စက်ရုပ်ကိုတီထွင်သူတွေကတော့မအောင်မမြင်ဖြစ်ခဲ့ပေမယ့်သူတို့ရဲ့စက်ရုပ်ကိုအများအယုံဆိုင်ခြင်းခံရရတာကိုပဲရှင်းတတ်နေကြပါတယ်။ သူတို့ကအဖွဲ့အစည်းကြီးမဟုတ်တလို့အစိုးရရန်ပုံငွေထောက်ပံ့မှုနဲ့လက်ပတ်နေရလဲမဟုတ်ကြပဲလူဆက်လေဦးတဲ့နဲ့အမိအခိုကင်းကင်းစူးစမ်းနေတဲ့ကုမ္ပဏီတစ်ခုသာဖြစ်ကြောင်းအိုက်ဒေါကကြေညာပါတယ် ူရဲ့အစောပိုင်းကြေညာမှုမှာတော့အန်ဒေါ်ဟာလမ်းလျှောက်တာစကားပြောတာပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုကန်တွယ်ရွှေ့ပြောင်းတာတွေလုပ်ဆောင်နိုင်မယ်လို့ဆိုခဲ့ပါတယ်။ကမ္ဘာနိုင်ငံတွေမှာလူနဲ့အနီးဆက်ဆုံးတူညီအောင်လှုပ်ရှားနိုင်တဲ့ဆက်ရုပ်တွေဖန်တီးနိုင်ရေးကိုကမ္ဘာတစ်လွှားကဒီပညာလုပ်ငန်းစုကြီးတွေက အပြိုင်စူးစမ်းနေချိန်မှာပဲရုရှားကုမ္ပဏီကလည်းလိုက်လံစူးစမ်းလာတာဖြစ်ပါတယ်။ဒါပေမဲ့ရုရှားမှာတော့အဲ့ဒီလိုဆက်ယုံမျိုးကိုအိုင်ဒေါ်မတိုင်ခင်မှာမိတ်ဆက်ပြတ်တာမရှိသေးပါဘူး။ ဒါကြောင့်လည်းအိုင်တော်ရဲ့ပွဲဥထွက်ကိုလူအများကပိုပြီးစိတ်ဝင်စားနေအထင်ကြီးနေကြတာဖြစ်ပါတယ်။ဒါပေမဲ့စိတ်ဝင်တစားဆောက်ရှိနေတဲ့သတင်းတောက်90လောက်ရှိမှဆက်ရုပ်ကမလာမပါကြီးပြိုလဲသွားတဲ့အပြင်အစိပ်ပိုင်းတချို့မှာပြုတ်ထွက်ကုန်ပါတယ်။အိုင်တော်ကုမ္ပဏီရဲ့အဆိုအရတော့ဆက်ရုပ်ဟာလူလိုလမ်းလျှောက်နိုင်ပြီးစိတ်ကံစားချက်မြင့်လာအမှုရာ12ခုလောက်ကိုတင့်တော်တယ်လို့ပြောင်းလဲပြသနိုင်တယ်လို့သိရပါတယ်။ကုမ္ပဏီကတော့အဆက်ကွဲစရာဖြစ်ခဲ့ပေမဲ့လည်းဒီလိုကိစ္စမျိုးဟာ ခေတ်ရှည်ပြည်ဤပညာဆန်သွင်းမှုတွေကိုထိုးထွင်းလှုံ့ဆော်တဲ့အခါကြုံရင်းရှိတဲ့ဖြစ်ရိုးဖြစ်စဉ်ကိစ္စတခုလိုပဲမှတ်ချက်ပေးသွားပါလိမ့်ရှင်။ MB ရဲ့နေ့လည်ခင်ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ MB ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါလိမ့်ရှင်။မြမပီတူပီတာပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝအမောတွေပြကြပါစေရှင်။